စကောင်စီနဲ့တအန်းတက် DNL တို့ဟာတရုတ်ရဲ့ဂျာဝင်မှုနဲ့ April 26ရက်နဲ့29ရက်နေ့တွေမှာအပြည့်အခက်ရဆက်နိုင်ဖို့အတွက်တရုတ်နိုင်ငံကုမွေးမြို့မှာထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာစက်ကောင်စီနဲ့ DNL တို့ဟာအပြန်အလှန်တောင်းဆိုမှုတွေကိုပယ်ရှတာနဲ့ရလက်မထွက်ပဲပြီးဆုံးခဲ့တယ်လို့ DNL ထုတ်ပြန်ရှင်းအရာသိရပါတယ်။စက်ကောင်စီဘက်က DNL သိမ်းပိုက်ထားတဲ့နောင်ဆိုကြောင့်ပဲဒီဘောမိုးကုတ်မိုးမိတ်မျိုးတွေကိုပြန်တောင်းခဲ့ပြီးတော့ တန်လေဘက်ကစက်ကောင်စီလေကြောင်းဒရုန်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေရတံပိုတောက်ဆိုခဲ့ကြပေမဲ့အဆင်မပြေပဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲကိုတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှင်ကျွန်းကကမကထာပြုဆောင်ရွက်ခဲ့ပြီးလာမယ့်ဩဂတ်လအတွင်းမှာထပ်မံတွေ့ဆုံဖို့သဘောတူညီခဲ့ကြတယ်လို့လည်းတရုတ်နယ်လေဘက်ကထုတ်ပြန်ထားပါတယ်။ဆွေးနွေးပွဲနဲ့ပတ်သက်လို့စက်ကောင်စီဘက်ကတော့တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ စက်ကောက်စီကထရနလီထိတ်ထုတ်ထားတဲ့မြို့နယ်ငါကူဒီပြန်ပေးဖို့တောင်းဆိုတာဟာတရုတ်အကူနဲ့နိုင်ငံရေး PR ပေးနေတာဖြစ်ပြီးကုတ်သွေးလမ်းကြောင်းကိုစက်ကောက်စီကပြန်ထိတ်ထုတ်နိုင်စေဖို့တရုတ်ကကူညီနေတာလို့ထိုင်းနိုင်ငံမှာပဋိပက္ခနဲ့ငြိမ်းချမ်းရေးဘာသာရပ်ကိုလိလနေသူတရုတ်ရဲ့သုံးသက်ချက်ကိုလူဆိုးရေးအတန်းစားထုတ်ဖတ်ပြထားပါတယ်တရုတ်ကတော့မုန်ရှေမန်ဂျရီလမ်းမနှစ်ခုပေါ်ကမြို့တွေဖြစ်တဲ့နောင်ရှိုတီဘို့ကြောင်းမင်းနဲ့ မိုးကောမိုးမဲမျိုးတွေကိုစိတ်ကုံစီကိုတောင်းခိုက်တာပါဒီစင်းနေပွဲမှာတရုတ်လူရှင်တာကိုပဲစိတ်ကုံစီတောင်းပေးရတယ်လို့မြင်ပါတယ်လော်ရှိုတူကလည်းကုသေးရဲ့အတွက်လော်ရှိုကိုတောင်းခိုက်တယ်လေတောင်းတဲ့ဖက်ကတော့ဒီအတိုင်းပေးမှမဟုတ်ပေမဲ့အနေနဲ့အမျိုးတို့နေမျိုးတွေဆုံရှုံရဖို့ရှိနေပါတယ်တိုင်ပိုက်ထားတဲ့ဘယ်မျိုးနယ်ကိုမဆိုစက်ကောင်စီလက်ထက်ပြန်ပေးဖို့အစီအစဉ်မရှိသေးဘူးလို့မေလ၄ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာထင်းနယ်ရဲ့တွဲဖက်အထွေထွေအတွင်းမှုနှင့်ဘုံမူကြီးတပ်ပွန်လာကပြောကြားခဲ့ပါတယ် တိမ့်ပိုက်မြို့နယ်တွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်တိမ့်ပိုက်ခဲ့တာကြောင့်မဟာမိတ်တွေရဲ့အတံကိုတတိထားမှဖြစ်ပြီးတော့အဲ့ဒီနယ်မြေတွေကလည်းစစ်အာဏာရှင်စနစ်ထွက်သွားစေဖို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့လူထုရဲ့အတံကိုလည်းနားထောင်ရမယ်လို့သူကပြောခဲ့ပါတယ်လက်ရှိ TNL ကိုတရုတ်နဲ့စစ်ကောင်စီနှစ်ဖက်လုံးက2024ခုနှစ်နှစ်လပိုင်းကစပြီးတော့ကုန်စည်စီးဆင်းမှုဖြစ်တော့တာနေဆက်ဂိတ်တွေပိတ်ပြီးနိုင်ငံရေးအရာ PR ပေးနေတာဟာ ပြည်သူလူထုကိုသာဖိအားပေးတာဖြစ်တယ်လို့လည်းဗမူအီတပ်ပွန်လာကဆိုထားပါဗျ။ထင်းနယ်လေးအနေနဲ့ပလောင်ပြည်တပ်မရစ်ထက်လက်ရှိထိန်းချုပ်နယ်မြေတွေကိုတာဝန်ယူအုပ်ချုပ်နေခြင်းသာဖြစ်ပြီးစစ်အာဏာရှင်ပြုတ်ကြပြီးဖက်ဒရယ်အစိုးရဖြစ်လာမှသာနယ်မြေတပ်မရစ်ကိစ္စတွေကိုဆွေးနွေးတော့မယ်လို့လည်းပြောကြားခဲ့ပါဗျ။လက်ရှိမှာတော့စက်ကောင်စီကထင်းနယ်လေးထိန်းချုပ်ရမြို့နယ်တွေကိုစစ်အင်အားဖြည့်တင်တာထိုးဆက်စင်တာနဲ့တိုက်ပွဲမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ရေအရှက်ရှိရှိဥတီဗီဘုံကျဲနေတဲ့လုပ်ရက်တွေကိုပြုလုပ်နေတယ်လို့ CNL ကမေလ3ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တရင်းစာရှင်းလင်းပွဲမှာစက်ကောင်စီတောင်းတဲ့မျိုးတွေကိုပေးမှာမဟုတ်ဘူးလို့ပြောကြားပြီးတဲ့နောက်မေလ9ရက်နေ့မှာ CNL ထိရှုံနံမည်ဖြစ်တဲ့တောင်မဲမျိုးကိုစက်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ CNL ကထုတ်ပြန်ထားပါတယ်။ဆွေနွေးပွဲအစီအမပြေဖြစ်ခဲ့ပြီးတဲ့နောက်မေလ3ရက်နေ့မှာတီအန်အလီထိရှုပ်ထားတဲ့မိုးကုံမျိုးကိုစက်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသာတအုပ်တည်ဆုံးပြီးတအုပ်တန်ရရှိခဲ့တယ်လို့မေလ2ရက်နေ့မှာလည်း မိုးကုံမြို့ကိုစက်ကောင်စီကပေါင်250ဘုံနှလုံးနဲ့လာရောက်ထဲရှာခဲ့ပါတယ်။လက်ရှိမှာတော့စက်ကောင်စီကတီအန်လီထိရှုပ်ထားတဲ့နောက်ဆုံးမြို့နယ်မှာမြေပြင်ထိုးဆက်စကြောင်းနှစ်ကြောင်းနဲ့တိုက်ခိုက်မှုတွေရှိနေတယ်လို့စရေးသတင်းမီဒီစီကသိရပါတယ်။တောင်ခမ်းမှာကတော့မြေပြင်ထိုးဆက်အနေထားကတော့ရာပြင်ဘက်မှာပေါ့နော်ရာပြင်ဘက်ကနေစကြောင်းတစ်ကြောင်းအဲပြီးရင်ကျွန်တော်တို့ဒီနောင်လင်မဲပုတ်ဘက်မှာစကြောင်းတစ်ကြောင်း နှစ်ကြောင်းပေါ့နော်စစ်ကြောင်းနှစ်ကြောင်းတက်မတက်တက်နဲ့တက်မငါးငါးထုံနှုတ်တက်တယ်အပြိုင်သွားနေတယ်အပြိုင်သွားပြီးတော့တို့ကမြောက်ဖက်ပေါ့နော်နောင်ချိုဘက်ကိုတက်မယ်ကျွန်တော်တို့ဒီလာရှိုးပြည်တော်စုလမ်းမလမ်းပိုင်းတနေရာမှာအဲ့စစ်ကြောင်းနှစ်ကြောင်းကစုံမယ်စုံပြီးကမှနောင်ချိုမြို့ကိုထိုးစစ် လုပ်မယ်ဆိုတော့အဲတိုက်စစ်စီမံချက်ပုံစံမျိုးကျွန်တော်တို့မြင်မိတယ် အဲ့ဒီစက်ကြောင်းနှစ်ကြောင်းဟာစက်ကောင်စီတမတတနဲ့တမငါငါကထုံနှုတ်တက်တွေဖြစ်ပြီးတော့ရာပြင်ဘက်ကဖောက်ထွင်းလာတဲ့စက်ကြောင်းဟာ TNL နဲ့ BBL ခံတက်တွေရှိတာကြောင့်ခက်ခဲမဲ့အနေအထားရှိတယ်လို့စည်ရေးလေးလာသူတွေကဆိုကြပါတယ်တအန်းတက်ဒီယိုနယ်လီဟာမြပွိုင်းညင်အောင်အဖွဲ့ဝင်ဖြစ်ပြီးစက်ကောင်စီကိုတော်လှန်နေတဲ့အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပေမဲ့တရုတ်ရဲ့ဂျောင်းဝင် PR ပိတ်ခံရတာကြောင့်နိုင်ငံရေးစရိတ်အကြက်တဲ့နဲ့ဂျုံနေရတာလို့နိုင်ငံရေးလက်လက်သူတွေကသုံးသပ်ကြပါတယ်။လက်ရှိမှာတော့ ်ထင်းနယ်လီဟာတရုတ်ရဲ့ဖီအားနဲ့ရင်ဆိုင်နေရပေမဲ့အခြားသောတော်လရင်အင်အားစုတွေအနေနဲ့စစ်ကောင်စီကိုတိုက်ခိုက်မှုတွေပုံမှုအချိန်မြင့်လှုပ်ဆောင်တင်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်တဆန်နဆက်ကိုဆက်စင်ရင်းနဲ့မြို့နယ်အများအပြားကိုတိမ့်ပိုက်ခဲ့ကြတဲ့ MNDAA နဲ့ DNL တို့ဟာတရုတ်နိုင်ငံရဲ့ PR ကိုကြီးမားစွာခံရချိန်မှာဆက်အာဏာရှင်ပြုတ်ကျရတဲ့အတွက်မြန်မာနိုင်ငံအလဲပိုက်ဆက်စင်ရင်းတွေကို UNG ကအချိန်မြင့်လှုပ်ဆောင်တင်တယ်လို့နိုင်ငံရေးလေလာသူတွေကထောက်ပြမှုတွေရှိနေပါတယ်။အကယ်၍ပြီးခဲ့ရတဲ့ဆိုရင်လည်း ကျွန်တော်တို့ဒီတော်လန်အင်အားစုကစိတ်သက်ကြရစရာတော့အကြောင်းမရှိပါဘူး။ဘာဖြစ်လို့လဲစိတ်သက်ကြရစရာမရှိဘူး။အကိုတွေတိုက်မှကိုတွေရမယ်။အဲအဲ့ဒီအနေထားမျိုးပေါ့နော်။အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်တိုက်နိုင်အောင်ပေါ့နော်။အနည်းဆုံးရန်သူကိုရှာပြီးတိုက်နိုင်အောင်လုပ်ရမယ်အနေထားမျိုးလိုပဲမြင်ပါတယ်။အဲ့ပြီးကျွန်တော်တို့ကာဝေးအင်အားစုတွေရော TNL တွေဘာလုပ်မလဲဆိုတာကိုထိုင်ကြည့်နေတာထက်ကိုယ်အနည်းနာရန်သူပေါ့နော်။အနည်းဆုံးရန်သူကိုတောက်လျှောက်တိုက်ပေးနေရင် စစ်မျက်နှာစာပွားလာတာပေါ့နော်အခုကတရားနာလေးဘာလုပ်မလဲကိုကံကဘာလုပ်လိုက်တာလဲဆိုတာဝိုင်းပြီးတော့ကြည်နေုံနဲ့တယ်မရအောင်ကိုဘေးနားမှာရှိတဲ့ကိုနဲ့အနီးဆုံးဌာနချုပ်တွေစစ်ကြောင်းတွေကိုကျွန်တော်တို့ကဂိုင်းလူတိုက်ပေးနေတာတရားနာလေးရောကျန်တဲ့အဖွဲ့လေးပေါ့နော်တကယ်ပြင်းပြမာတိုက်နေတဲ့ကရင်နီမှာဆိုလဲဒီနေ့ဒီတိုက်ပွဲတွေပြင်းထန်နေတယ်သူတို့တွေအတွက်အသက်ရှူချောင်တယ်လို့ပဲပြောရမှာဖြစ်ပါတယ် ထင်းနယ်လီဘက်ကတော့ငလင်းဘေးသစ်ပြည်သူတွေပြန်လည်ထူထောင်ရဲ့အတွက်တစ်ဖက်သက်အပြည့်ရထားတဲ့ကာလကုန်ရင်တော့ထိုးဆက်စင်တိုက်ခိုက်မှုတွေဆက်လက်လုပ်ကိုင်သွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုခဲ့တာကြောင့်တိုက်ပွဲတွေပြန်ပြက်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ခင်ဗျာ။